ကျွန်တော်ဆိုလို့ရှိရင်လည်းငယ်ရအောင်ဟိုဗါလဲဒီမှာကျွန်တော်ပြောတတ်ပါဗျာတချင်တချင်ဆိုလည်းသူတချင်အဲ့လိုငယ်ငယ်လေးလေးကကိုယ်ဘယ်လိုမှအဲ့ငယ်တော့ဟောအဲတော့တို့ဗါလဲ artist တွေဘာတွေမသိခဲ့တဲ့အရွယ်ကလေးကအာကိုဆိုင်ကိုဆိုင်ကိုဆိုင်ဆိုင်ခံလိုက်စဉ်းစားခံဒါပဲသူတည်းငယ်တော့သိကြရပါသေးလား music လို့တာတော့ obviously သူကအရင်ကယူတွေ့တယ်ပေါ့နော်အဲစက်ကားရိုက်တဲ့နေရာမှာလဲကိုဆိုင်ကယူတွေ့တယ်အဲ့လိုယူတွေ့တယ်ဆိုတော့ ဟိုအဲ့လိုမျိုးကျွန်တော် script reading လောက်လောက်တဲ့နေရာမှာကလေးကဟိုသူများတွေပေါ့ပါလေအဲ့လိုပြောနေကြရရှင်မှာသူတကယ်ပေါ့အဲ့လိုမျိုးလုံနေပေါ့နော်ဆိုတော့တကယ်ကိုကိုဆန်းက YouTube ပါပဲမြင်အလုံးလုံးဘူးတော့ဘူးတိတာရကျွန်တော်ကြည့်ရတယ်လေဟုတ် I'm on rise ဆိုတဲ့သင်းတစ်ပုဒ်ကိုကျွန်တော်ရေးထားရှင်တီးတယ်တီးတာရဒါပေမဲ့အာသူများတွေတော့ကြောက်ပြတ်ပါပဲနော်ကိုဆန်းတော့ကြောက်မပြတ်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်စဉ်းစားနေအောင်လို့ကိုဆန်းတို့လိုက်မှာပဲပေါ့စဉ်းစားမိရတော့တခါမှတော့ထုတ်မပြောဘူးဒါပထမဆုံးအဲ public မှာထုတ်ပြတာကိုဆန်းလည်းဒီတော့တွေ့တွေ့လိုက်မှာပဲ အပြင်တွေးလိုက်ပါပဲဆိုတော့ကျွန်တော်ကတော့သူ့ pitch မလုပ်ရသေးတာပဲရှိပါတော့ဒါတော့စိတ်ကတွင်းမိတာပဲရှိရပါခွာအစီအစဉ်ကြီးလည်းမရှိသေးဘူးကိုစမ်းနဲ့ live မှာပဲဆိုတွင်းမိမိတာဒါပဲအဲ့ဘောသူကလက်ခံမယ်ဆိုတော့ဒါကောင်းတာပေါ့ကျွန်တော်ကတော့ပူရောမဝန်တာချင်းကျွန်တော်ငယ်လေးတည်းကကိုစမ်းစင်းနောက်တော့ငယ်နောက်တော့မရှိရတော့အဲကျွန်တော်ဆိုလို့ရှိရင်လည်းငယ်လေးကဟိုဗါလဲဒီမှာကြောင်းနဲ့ပြောတတ်ပါဗျာတချင်တချင်ဆိုလည်းသူတချင်အဲ့လိုငယ်လေးလေးကကိုရီဘူရောမယ်အဲ့ငယ်တော့ကွာအဲရောတော့ ဘာလဲ artist တွေဘာတွေမသိခဲ့တဲ့အရွယ်ကလေးကအာကိုဆိုင်ကိုဆိုင်ကိုဆိုင်စဉ်းစားခံလိုက်စဉ်းစားခံဒါပဲကိုတဲ့ငယ်ကသိခဲ့ရပါသေးတာပွဲဒီပွဲပါတော့ဆိုလဲအဖေတို့နဲ့ကာရာအိုကေရောက်ပါလဲကိုဆိုင်ချင်းနေပဲအကုန်လုံးကတော့ဒါနေရာတိုင်းမှာကိုဆိုင်ချင်းနေပဲဆိုတော့တကယ်တမ်းအခုလိုမျိုးအသက်ကြီးလာတဲ့အချိန်မှာသူနဲ့တူလို့လို့ကတော့အရင်စိမ့်နေလို့မခံစားရတော့တဲ့မှာအနေအမြဲတမ်းပုံနာမှာရှိနေတယ်လို့တောင်ဖြစ်နေပါတော့ဆိုတော့ညကိုဆိုင်ခွေးချင်းနေတော့အမြဲတမ်းမိုက်ခဲ့ပါတယ် music လို့တာကတော့ obviously သူကအရင်အောင်ယူတွေ့တယ်ပေါ့နော် အဲဆက်ကားရိုက်တဲ့နေရာမှာလဲဆန်းရရူးတူတယ်အဲ့လိုရူးတူတယ်ဆိုတော့ဟိုအဲ့လိုမျိုးကျွန်တော် script reading လုပ်လုပ်တဲ့နေရာမှာခရေကဟိုသူများတွေပေါ့ပါလေလို့ပြောပြောနေကြရရှင်မှာသူတကယ်ပေါ့အဲ့လိုမျိုးလုံနေပေါ့နော်ဆိုတော့တကယ်ကိုကိုဆန်းရ YouTube ပါလေမြင်သူအလုပ်လုပ်ဘူးတော့ဘူတိတာရကြည့်ရတယ်လေဟုတ်အဲကျွန်တော်ရှူပွဲမကြည့်တော့ကျွန်တော်ရှူပွဲအဲ့လိုမသွားတတ်တာ ကိုဆိုင်မှမဟုတ်ပါဘူးဒါဘယ်သူရှူပွဲမှကျွန်တော်မသွားတာဘာလို့လဲဆိုတော့ကျွန်တော်လူရဲများလို့ရှင်တက်ချွတ်ချက်တော့မရလို့ အခွင့်အရေးနိုင်ရလို့ရှိရင်တော့ဗန်နီးချင်တာပေါ့ collaboration အကြီးကြီးလို့ရှိရင်တော့ပေါ့ကျွန်တော်အမြဲတမ်းအဲ့လိုမျိုးជីကျူခံရတာတော့ជីကျူခံရလို့ပြောလို့ကောင်းလားကိုစမ်းရတော့အမြဲပြောတော့နော်ဒီလိုဗီဒီယိုရမ်းလိုက်တယ်နော် music creation နေနဲ့မှတွေ့ရနော်ကျွန်တော်ကြားလို့မျိုးဟိုက obviously ဒီခေတ်မှာဒီ producer ရောရှင်းလို့တဲ့ artist ရောအများကြီးပါတည်တာကိုကပိုကောင်းအောင်လုပ်လို့မရဘူးဆိုရင်တော့မှ at least like different ဖြစ်အောင်လုပ်လို့ရရပါဆိုတော့အဲ့အဲ့ဟာလေးတွေ credit ပေးခံရတယ်ဆိုတော့ဝမ်းသာတယ် အားသူများနဲ့မတူဘူး different ဖြစ်တယ်အဲနောက်ဆုံးကကိုယ့် vlog တွေ edit ဆက်တာအစားပေါ့နော်ဆိုတော့ဆွမ်းနာလေးနေကျွန်တော်တွေ့တော့တာမှာ vlog ရိုက်တာပေါ့ရိုက်တာမလားတဲ့ပမိုက်တယ်တဲ့ဒါလေးအဲ့လိုပြောရအောင်တော့ကျွန်တော်ကျင်းနေပါပြီဟုတ် I'm alright ဆိုတဲ့တခြင်းတစ်ပုဒ်ကိုကျွန်တော်ရေးတာရှိတီးတယ်တီးတယ်ဒါပေမဲ့အဲသူများတော့ကြောက်ပြတ်ပါပေါ့နော်ကိုစမ်းတော့ကြောက်မပြတ်ခဲ့ရအောင်ဒါပေမဲ့ကျွန်တော်စဉ်းစားနေအောင်လို့ကိုစမ်းတော့ live မှာပဲပေါ့စဉ်းစားမိရတော့တခါမှတော့ထုတ်မပြောဘူးဒါပထမဆုံးအဲ public မှာထုတ်ပြတာကျွန်တော်အဲ့ sample တခြင်းတို့တင်နေတာ4.5 million ရရလေ ဆိုတော့ဒါဒီသချင်းနဲ့တကယ်လို့လည်းကောင်းလို့နေမှာပေါ့နော်ကျွန်တော်လိုမျိုးယုံကြည်ရယ်အဲအဲ့တော့ I think maybe you know မပြောတဲ့ဝန်ဆန်းလဲဒီတော့တွင်းတွင်းလိုက်မှာပဲအတွင်းတွင်းလိုက်မှာပဲဆိုတော့ကျွန်တော်ကတော့သူ့ pitch မလုပ်တော့သေးရပဲရှိပါတော့ဒါသူ့စိတ်ကတွင်းမိတာပဲရှိရကွာအစီအစဉ်ကြီးလည်းမရှိသေးဘူးဝန်ဆန်းလဲလိုက်မှာပဲဆိုတွင်းမိမှာလားပဲအဲ့ဘောသူကလက်ခံမယ်ဆိုတော့ဒါကောင်းတာပေါ့ကျွန်တော်ကတော့ပူရောမဝန်တာချစ်ကျွန်တော်တို့ဒီအခုဒီမြန်မာပြည်မှာရှိသူများအမှုပြချင်တဲ့အကုန်လုံးပါနော်အကုန်လုံးစုပေါင်းပြီးတော့မှကျွန်တော်တို့ဒီ မလင်မေးသိမ့်ပြီးသူတို့ညံ့မှုနဲ့ကျွန်တော်အလူခံပါတယ်ပေါ့နော်အလူကောင်းအလူခေါ်လဲပွဲပြပြညံ့မှုဟုတ်တယ်ညံ့မှုပွဲရှာလုံနေပါတော့ဆိုအဲ့လေကျွန်တော်တို့မနက်ဖြန်ည10:00ည10:00ညကျွန်တော်တို့ကောက်မှာဖြစ်ပါတယ်ဆိုအဲ့လေလေအပိပအောင်ပါတော့ပြီးတော့အလူငွေပါလဲထည့်လို့ရပါတယ်ပေါ့အဲ့ဆိုဒါလူရယ်ဆိုလိုက်တာကျွန်တော်တို့ official လေးအလူခံတာပါတို့တို့လေးအလူခံတာမဟုတ် official အလူခံတာက အများကြီးလဲဝိုင်းတင်လာကြမှာပဲကွာဆိုတော့ဒါကတော့တကယ်ကိုမှဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်ပါ